ဘဏ်ကတက်တန်ပြန်တိုးလို့ရှိရင်ဘာလို့လိုအပ်လဲဆိုရင်တော့ဒဏ်ရုံးကိုလူကိုယ်တိုင်သွားပြီးတော့တက်တန်သွားတိုးတာပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာ။လူသွားရမယ့်အရာကတော့မိမိရဲ့ visa passport စာအုပ်ပဲလိုပါတယ်ခင်ဗျာ။ပြီးဘဏ်စာအုပ်လိုပါတယ်။ဒါလေးယူသွားလို့ရှိရင်တော့အဆင်ပြေပါတယ်ခင်ဗျာ။ ဓိကအရေးကြီးဆုံးကတော့ကျွန်တော်ဖုန်းနံပါတ်နေရက်လိပ်စာဒါလေးလေးယူသွားရင်ပို့အဆင်ပြေပါတယ်ကျွန်တော်ဖောင်ဖြီးတဲ့အခါကျလို့ရှိရင်နေရက်လိပ်စာသူတောင်းပါလေခင်ဗျာတချို့တော့စိတ်ကောင်းတဲ့စရေးမကြတဲ့သူနေရက်လိပ်စာတိတ်ပြီးတော့မတောင်းဘူးသူတို့ဟာသူတို့ဖြည့်ပေးလိုက်တာလည်းရှိပါတယ်ခင်ဗျာဓိကကတော့ကျွန်တော်တို့ဒီဘန်ဖွေထားတော့ကကိုယ့်ရဲ့ဗီဇာစာအုပ်နဲ့သွားပြီးတော့လေရမှာဖြစ်ပါတယ်เนาะတကယ်လို့ကျွန်တော်တို့ကကိုယ့်ရဲ့ဗီဇာကတက်တန်ကုန်နေတယ်ဆိုရင်တော့စာအုပ်အသစ်ပါယူသွားပါတခါလေသူတို့ကိုချိန်ခိုင်းလို့ရတာဖြစ်ပါတယ်ခင်ဗျာဘဏ်ကကဝန်ဆောင်ကအနေနဲ့ကျွန်တော်တက်တန်ပြန်တိုးတဲ့အခါမှာဆိုရင်ကက်အသစ်ထုတ်ပေးတဲ့အခါမှာကျွန်တော် ဒီအပြင်ကဘန်နေဆိုတော့300ယူတယ်လို့ကုံတိုက်တဲ့ဘန်ကြီးတွေသွားလို့ရှိတော့250ဘက်ပဲတို့ယူလာဖြစ်ပါတယ်ခင်ဗျာထားနေရမှာတော့ဘလို့ယူလဲတော့မသိဘူးကျွန်တော်ကဒီလာထဲမှာဝယ်ဘန်ကတ်တစ်ခါလဲနှစ်ခါလဲရတာဖြစ်တဲ့အတွက်ဒီပုံစံချင်းတော့မတူဘူးပေါ့ဒီကုံတိုက်ထဲမှာယူလာတော့250ဘက်ပဲတို့ယူလာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘန်ကတ်တက်တန်တိုးတယ်ဘန်ကတ်တက်တန်ကုံတယ်တို့ဘန်ကတ်ပျောက်သွားတဲ့သူတွေအကုန်လုံးနေနဲ့ကျွန်တော်နီးဆက်ရာကိုယ့်ရဲ့ဘန်နေရုံးကိုလူကိုယ်တိုင်ကိုကြသွားပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှဘန်ကတ်ကိုပြန်ပြီးတော့ရှောင်းနိုင်ပါတယ် ချို့တော့ဒီဗီဇာစာအုပ်တက်တန်းကုန်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်သွားပြီးတော့လုပ်တဲ့ခါကျရင်တို့လုပ်ပြီးပို့အတွက်နည်းနည်းတော့ຢາກໄກນົງແນ່ပါໄລແມ່ມາຢາດາຍາပါໄລແມ່ຂະຍາເນາະດາມຸສາອົກຕັດຕັນຊີມາຕົວປີດໍຕັດຕັນຕະໂຕດາປູປີດໍກ້າວມາແດ່ດາມແມ່ຈົນອໍອອນລາຍມາວິດີໂອໄຟນ໌ດໄຟນ໌ຖືຖ້າပါແດ່ເອີ້ດາກໍດີອະມາຕຽວກາຕູກາဒီကိုရဲ့ application software ကနေပြီးတော့ bank app လျှောက်တဲ့ဒီ video file ကိုကျွန်တော်တွေ့ထားပါတော့ကြောင့်မို့ကျွန်တော်ဒီ video file ရဲ့အနောက်မှာ ဒီကျွန်တော်တို့လူကိုယ်တိုင်ဘန်ယုံကိုသွားစရာမလိုဘဲနဲ့ဘန်ကတ်အသစ်လျှောက်တဲ့နီးကိုကျွန်တော်အသေးစိတ်အာကြည့်မှာဖြစ်ပါတယ်။တော့ကျွန်တော်နဲ့အတူတူဒီနာဝဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးကြပါလို့ပြောချင်ပါတယ်။အားလုံးအလွယ်ကူဖို့အတွက်ဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါရှင် ATM ကတက်တန်းကုန်သွားလို့ ATM ကပြောက်သွားလို့ကိုတိုင်ပြန်တောင်းတဲ့နီးလေးများဝေပြီးသွားမှာပဲဖြစ်ပါတယ်အမကျတော့ ATM ကတက်တန်းကုန်သွားတာပဲဖြစ်ပါတယ်ဒါဆိုရင်တူတူလိုက်ကြည့်စားရအောင် K+ ထဲကိုဝင်လိုက်ပါမယ် banking connect ပါမယ်လိုဝဲနံပါတ်3ဟောလက်ဘူရထဲပါမယ်အပေါ်ဖက်ကိုရွှေ့လိုက်ပါနော်ပြီးရင် debit card ဆိုတဲ့နေရာလေးကိုနှိပ်ပါ issue debit card ကိုထပ်နှိပ်ပါ apply ကိုထပ်နှိပ်ပါပြီးရင်လိုဝဲနံပါတ်ထပ်ထည့်ပါမယ်နော်ပြီးရင် next ဒါဆိုရင် debit card တွေ တက်လာပါမယ်နော်အမျိုးအစားတစ်ခုနဲ့တစ်ခုစေနှုံကတော့ကွာခြားသွားပါတယ်နော်အများဆုံးသုံးတာကြတော့ဒီ K debit card ပေါ့နော်ဒါဆိုရင်ဝင်ကြည့်ပါမယ် K debit card ကြတော့ကတ်ထုတ်ခက90ဘတ်နှစ်စဉ်ကြေးက250ဘတ်ဆိုတော့အလုံးပေါင်း300ဘတ်ကျပါတယ်နော်အမကြတော့မန်မုံကတ်တောင်းမှဖြစ်တဲ့အတွက်ပြန်ထွက်လိုက်ပါမယ်။ အမကကြတော့ဒီ maximum debit ကတ်တောင်းမှာဖြစ်ပါတယ်ဒါဆိုရင်နှိပ်လိုက်မယ်ကဲထုတ်ခါက150ဘတ်နှစ်စင်သေးက250ဘတ်ဆိုတော့400ဘတ်ကြပါရယ်နော်ဒီ maximum ကတ်ကြတော့ ATM sorry sorry MRT စီးတဲ့သူတွေအတွက်အရန်စင်ပြေပါရယ်နော်မြေအောက်ရထားစီးတဲ့သူတွေအတွက်အရန်စင်ပြေပါရယ်ဒါဆိုရင်လေးကွက်တောင်းတာကိုနှိပ်မယ် net ကိုနှိပ်ပါမယ် delivery information မှာကိုယ့်ရဲ့ နေရလိပ်စာလေးတွေကိုထည့်ပါမယ်နော် ATM ကပ်ပို့လာဘေးမဲ့ကိုရဲ့နေရလိပ်စာတိကျလေးကိုထည့်မယ်နော်မထည့်ရသေးဘူးဆိုရင်ဒီခဲတံလေးနားနှိပ်ပြီးတော့ကိုရဲ့နေရလိပ်စာတိကျကိုထည့်ပါနော်ထည့်ပြီးပြီဆိုရင်ဒီမှာပို့ခါက38ဘက်ကြပါတယ်သူတို့ဒီ EMS နဲ့ပို့လာပေးပါတယ်နော်အကောင်လုံးဖြည့်ပြီးပြီဆိုရင် next ကိုနှိပ်ပါမယ်ဒီမှာနှစ်စင်ကြီးအော် sorry ကတ်ထုတ်ခါက150နှစ်စင်ကြေးက250ဘက်ပို့ခါက38ဘက်ဆိုတော့အားလုံးပေါင်း438ဘက်ကြပါရယ်နော်ပြီးပြီဆိုရင်ကိုယ့်ရဲ့နေရလိပ်စာမမမှန်ကိုစစ်ပါမယ်နော်မှန်ပြီဆိုရင် next ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ် ပြန်သူကဒီမှာနော်438ဘက်ကိုကက်ကက်နေ ကိုဗန်ထဲကနေဖြတ်သွားပါမယ်ပြီးပြီဆိုရင် confirm ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်နော်နှိပ်ပြီဆိုရင်ဒီမှာ PC တောင်းစလစ်လေးပေါ်လာပါမယ်နော်ကိုတောင်းထားတဲ့ debit card ကတော့9ရက်အတွင်းပို့လာပေးပါတယ်။တောင်းထားတဲ့ debit card ရောက်လာပြီဆိုရင်စာအိတ်လေးထဲမှာလုံနီးလေးတွေလည်းသူ ပါလာတယ်တကယ်လို့မတိသေးတဲ့သူတွေမလောက်တတ်သေးတဲ့လူတွေဆိုရင်လုံနေရတိုင်းလိုက်ကြည့်ကြမယ်နော်။နောက်ဆိုရင်ကိုယ့်ရဲ့ခေပလက်ထဲကိုပြောင်းဝင်မယ်။ခေပလက်ထဲကိုဝင်လိုက်မယ်။ banking ဆိုတဲ့နေရာလေးကိုထည့်နှိပ်မယ်။လိုဘက်နံပါတ်တို့မဟုတ်လက်ဝေးရထည့်ပါမယ်နော်။ အပေါ်ကိုရွှေ့လိုက်မယ်ဒေးဗစ်ကက်ဆိုတဲ့နေရာလေးကိုနှိပ်မယ်ပြီးပြီဆိုရင် my david cat ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်နော်တချို့ကြတော့ဒီနေရာလေးနမတခုပဲရှိပါမယ်နော်ရလာတဲ့ ATM ကတ်နံပါတ်အစ်တခုကိုရွေးပြီးနှိပ်မယ်ခေါ်ရဟတ်ရမ်တွန်ချိုင်းငန်းဆိုတဲ့နေရာလေးကိုနှိပ်မယ်ပြီးရင်ဒီနေရာလေးနမဒေးပစ်ကတ်မှာပါတဲ့ကဏ္ဍတွေကိုထည့်မယ်နော်ပြီးရင်တော့ပိုက်ကိုနှိပ်မယ်တုတ်လုံးကိုနှိပ်မယ် ပို့လာတဲ့ကဏန်း6လောင်းကိုမှတ်ထားပါမယ်နော် ATM ပုံးစီသွားပြီးတော့လုပ်ရပါမယ်ဖုန်းထဲကတဆင့်ပြီးသွားပြီဆိုတော့ ATM ပုံးစီသွားရပါမယ်ကိုယ့်ရဲ့ debit card ATM card ကိုထည့်လိုက်ပါပြီးရင်ရလာတဲ့လေးဝဲနံပါတ်ကိုထဲပါเนาะခုနကတော့ကိုမှတ်ထားတဲ့လေဝဲနံပါတ်เนาะပြီးရင်ပင်ရဟ chain password ဆိုတဲ့နေရာလေးကိုနှိပ်ပါ ဒီအစစ်မှာကိုထဲလို့တဲ့လေးဝဲနံပါတ်ကိုပြောင်းလို့တဲ့လေးဝဲနံပါတ်ကိုထဲပါနော်ခဏလေးစောင့်ပေးပါပြင်းရင်ခုနကပြောင်းလိုက်တဲ့လေးဝဲနံပါတ်ကိုတစ်ခါထပ်ထည့်ပါမယ်နော်ပြင်းရင်ဘာမှဆက်လို့ဆရာမရှိတဲ့အတွက်မိတ်တောင်းကန်ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ပြီးသွားပါပြီအားလုံးစပြေမယ်လို့မျှော်လင့်ပါတယ်